2034ကမ္ဘာဖလားပြိုင်ပွဲကိုအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထားတဲ့ဆော်ရီနိုင်ငံဟာထူးထူးခြားခြားအဖြစ်မီတာ350အမြင့်မှာဘောလုံးကွင်းတစ်ကွင်းတည်ဆောက်သွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။ဆော်ရီနိုင်ငံဟာ2034ကမ္ဘာဖလားပြိုင်ပွဲအတွက်ရှင်ပြိုင်ရွေးချယ်ခံမဲ့ပြိုင်ပွဲမရှိတာကြောင့်အင်ရှင်အဖြစ်လွတ်လွတ်ကျွတ်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီးပြိုင်ပွဲကိုဆောင်ရသည်မှာကျင်းပပွဲရှိနေကြောင်းလည်းသိရပါတယ်။ဆော်ရီနိုင်ငံဟာ2034ကမ္ဘာဖလားပြိုင်ပွဲကိုမြို့၅မြို့ကဘောလုံးကွင်း15ခွင်းမှာကျင်းပဖို့စီစဉ်ထားတဲ့အနက် ဆယ်ကွင်းကိုအသစ်တိဆောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီဆယ်ကွင်းတွေကနေရုံမျိုးသစ်မှာတိဆောက်မဲ့ကွင်းသစ်ကိုမြေမျက်နှာပြင်ရဲ့အထက်မီတာ350ပေ1100ကျော်အမြင့်မှာတိဆောက်သွားဖို့စီစဉ်ထားကြောင်းနဲ့ပရိသတ်4600ကျော်ဝင်ဆက်မဲ့အဲ့ဒီကွင်းကို Neon Sky Stadium လို့အမည်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဆော်ရီနိုင်ငံကဒီကွင်းတစ်ကို2029ခုနှစ်မှာစတင် ဆောက်လုပ်သွားမှာဖြစ်ပြီးကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်နှစ်နှစ်အလိုဖြစ်တဲ့2032ခုနှစ်မှာပြီးစီးဖို့ရထားတယ်လို့သိရပါတယ်။